တကယ်ကိုထိတ်ဆုံးမှအောင်မြင်နေတဲ့သူတွေနဲ့တာမန်လူဒီကြားမှာပါကွာကြချက်ရှိမယ်လို့ထင်ပါတယ်လေ။အဲ့ဒါကငွေကြေးဈေးကွက်မှာပဲဖြစ်ဖြစ်ကိုရဲကိုတာဘဝမှာပဲဖြစ်ဖြစ်ပေါ့။တကယ်တော့ဒါဟာအရင်ချင်းတောင်းပွန်ညံကောင်းတာတစ်ခုတည်းနဲ့မဆိုင်ပါဘူး။အများစုတတိမထားမိတဲ့ပိုပြီးနှဆိုင်တဲ့အခြေခံအုံမြင့်တစ်ခုရှိနေပါတယ်။ကဲအောင်မြင်မှုရဲ့လမ်းပြမြေပုံဖြစ်တဲ့အဲ့ဒီအတွင်းစိတ်တန်းလန့်အိမ်မြောက်အကြောင်းကို အတူတူလေ့လာကြည့်လိုက်ကြရအောင်။ ဒီစကားလေးကတော့တတော်နေနေပါတယ်စာရီတာအာနန်ချင်းဟာကန်ဂျာမာအာနန်ချင်းကိုဖန်တီးတယ်တဲ့ဒါကကိုချစ်တရားကောင်းဖို့ပြောနေတာချက်အများကြီးပူပါတယ်ဆိုလိုချင်တာကကျွန်တော်ရဲ့လုပ်ရည်တည်ရွေးချယ်မှုတွေရဲ့နောက်ဆုံးရလက်ကိုဆုံးဖြတ်ပြတဲ့အခြေခံချတဲ့နေရာမှတစ်ခုပါပဲတနည်းပြောရရင်ကိုယ့်ရဲ့အတွင်းစစ်ခွန်ဟာဒါမှမဟုတ်အဲ့ဒီခွန်လားမရှိတာကပဲကိုယ့်ရဲ့အနာဂတ်လမ်းကြောင်းကိုတိုက်ရိုက်ပုံဖော်ပေးနေတယ်ဆိုတဲ့သဘောပါပဲဒါကကျွန်တော်တို့အားလုံးကိုကိုကိုမေးဖူးကြမဲ့မေးခွန်းတစ်ခုလို့ထင်ပါတယ် ဘာလို့ရမယ်ဆိုတာအတိအကျသိနေရတာနဲ့ဘာလို့ဆက်ပြီးတော့ကြာရှုံးနေရတာလဲအတိပညာနဲ့လက်တွေ့လှုပ်ဆောင်မှုကြာကဒီကွာဟာချက်ကိုပဲကျွန်တော်တို့အခုဆက်ပြီးလေ့လာကြမှာပါအဖြေကကျွန်တော်တို့ဘာသိတယ်လဲဆိုတာပုံမှန်မဟုတ်ပဲကျွန်တော်တို့ဘလို့လူမျိုးလဲဆိုတဲ့အပေါ်မှာမူတည်နေရကိုတွေ့ရပါလိမ့်မယ်ဒီတော့အတိပညာတစ်ခုတည်းထဲစာရိတကဘာကြောင့်အဆုံးစုံသောအာသာချက်ဖြစ်နေရတယ်လဲဆိုတဲ့ပထမဆုံးအပိုင်းကိုကြည့်လိုက်ကြရအောင်အရေးကြီးတာက ဘာတည်တယ်လဲဆိုတာထက်ဖီးအားတွေများလာတဲ့ခါမှတော့ကိုကဘယ်အရာကိုတဆိုင်မမတ်လှုပ်ဆောင်တယ်လဲဆိုတာပါပဲဇာတိတဆိုတာတကယ်တော့ပါလေอืมကိုရဲ့ကိုချင်းတယောဆန်ရ DNA လိုမျိုးစဉ်းစားကြည့်လို့ရပါရဲ့ကိုရဲ့လူရက်တွေကိုလမ်းညွန်ပေးတဲ့မွေးရွာပါအရဲ့တွဲတွေရဲ့စုစည်းမှုပေါ့ဒါကိုပြုတ်လုခဲ့တဲ့ကြီးတယ်ဖြစ်စေငယ်တယ်ဖြစ်စေရွေးချယ်မှုအလုံးရဲ့ပေါင်းလက်ဖြစ်ပြီးနောက်ဆုံးမှတော့ကိုရဲ့အပြုတ်မှုဖြစ်ပြောင်းလဲသွားတာပါရိုးရိုးလေးပြောရရင် ဘာလို့မှမမြင်တဲ့အချိန်မှာကိုကဘယ်လိုလူစားမျိုးလဲဆိုတာပါပဲဇာရိတရဲ့တကယ်စမ်းသမှုက ASCC အခြေအနေတွေမှာပေါ်လာတာမဟုတ်ပါဘူးရှုပ်ထွေးမှုတွေမတိကျမရမှုတွေနဲ့ကြောက်ရွံ့မှုတွေဝင်လာတဲ့ပရမ္ပတာအခြေအနေတွေမှာမှပေါ်လာတာပါအတက်အကျကျန်းတဲ့ငွေကြေးစျေးကွက်ရဲ့အရှင်အဟုန်ကိုမြင်ရောက်ကြည့်လိုက်ပါအေးလို့ဖီးရတဲ့အမင်းဆုံးရောက်နေတဲ့အချိန်မှာပဲကျွန်တော်တို့ရဲ့တကယ့်အသွေးစိတ်ကပေါ်လွင်လာတာပါကျွန်တော်ဒါကကျွန်တော်တို့အားလုံးနေ့စဉ်ကြုံတွေ့နေရတဲ့အသွင်းစိတ်တိုက်ပွဲရဲ့အဓိကချက်ပါပဲ အမြဲပြောင်းလဲနေတဲ့ခံစားချက်တည်းရဲ့ဥဆောင်မှုကိုခံယူမလားဒါမှမဟုတ်ကိုယ့်ရဲ့မရိပ်မရိုင်းတဲ့မူဝါဒတွေအတိုင်းနေထိုင်မလားယုံကြည်ချက်နဲ့အစဉ်ပြေမှုကြာကဒီရွေးချယ်မှုကိုပဲကျွန်တော်တို့ဆက်ပြီးဆွေးနွေးရမှာပါဒီမှာလုံးဝကိုကွဲပြားခြားနားတဲ့လက်နက်တွေကိုတွေ့နိုင်ပါတယ်တစ်ဖက်မှာခံစားချက်တည်းရဲ့ချုပ်ကင်မှုနောက်ကိုလိုက်တဲ့လူတွေပေါ့သူတို့ရဲ့ဘဝကတည်ငြိမ်မှုမရှိတဲ့စိတ်ခံစားမှုရိုလာကိုစတာစီးနေရတယ်လို့ပါပဲနောက်တစ်ဖက်မှာတော့သူတို့ရဲ့အတွင်းစိတ်စီးမြင့်နေတဲ့လမ်းညွှန်မှုကိုခံယူတဲ့သူတွေပါ တို့မှာဘယ်လိုမုန်တိုင်းပဲပိုက်တိုက်တည်ငြိမ်မှုနဲ့ယုံကြည်စိတ်ချရမှုကိုပေးဆွမ်းနိုင်တယ်တလဲရမြောင်းတခုရှိနေပါတယ်ဒီစကားကအန်ဒရီကိုတော်တော်လေးကွက်ကွက်တွင်းတွင်းဖော်ပြနေပါတယ်ခိုင်မာတဲ့မူဝါဒအခြေခံမရှိဘူးဆိုရင်ကျွန်တော်တို့ဟာပြောင်းလဲနေတဲ့စိတ် အခြေအနေတိုင်းဒါမှမဟုတ်ပြင်ပဖိအားတန်ရဲတားကောင်ဆစ်သွားနိုင်ပါတယ်ဒါကြောင့်ခန်းစားချက်ကိုအခြေခံတဲ့ချင်းကပ်ပုံရဲ့အန်ဒရီနဲ့ခိုင်မာတဲ့ကြောက်စိုးတစ်ခုရှိသားဖို့ဘလောက်လို့အကြောင်းကိုမိမောင်းထိုးပြနေတာပါပဲကောင်းပြီဒါဆိုအဲ့ဒီကြောက်စိုးကိုဘယ်လိုတိဆောက်မလဲ အဖြစ်ကတော့ကိုပိုင်စီမင်းဒါမမို့ကိုပိုင်ဖွဲ့စည်းမှုအခြေခံဥပဒေတစ်ခုကိုဖန်တီးခြင်းပါပဲဒါကိုတည်ငင်မှုနဲ့အောင်မြင်မှုအတွက်ကိုပိုင်ပုံစံတစ်ခုရှုပ်ထွေးမှုတွေကြားထဲကနေလမ်းပြပေးမဲ့လမ်းညွန်တစ်ခုထစ်သဘောထားကြည့်လိုက်ပါကိုပိုင်စီမင်းဆိုတာပါကိုဆိုလိုတယ်လဲဆိုတာရှင်းရှင်းလင်းလင်းကြည့်လိုက်ရအောင်ဒါကစီခန်းချက်တဲ့အစုဝေတက်တက်မဟုတ်ပါဘူးကိုရဲ့ကိုပိုင် mission statement တခုလိုပါပဲကိုခန်းစားချက်ဘယ်လိုပဲဖြစ်နေပါစေအခြေအနေဘယ်လောက်ပဲခက်ခဲနေပါစေလိုက်နာဖို့ကိုကိုကိုကတိပေးထားတဲ့အဓိကမူဝါဒတွေပါ ဒါဟာကိုယ့်အတွက်ဘယ်တော့မှမပြောင်းလဲတဲ့မြောက်ပကျဲတစ်စင်းလိုပါပဲ။ဒီလိုကိုပိုင်စည်းမျဉ်းနဲ့အငင်းကြီးချိန်တဲ့အခါရလာတဲ့ရလက်တွေကဘဝကိုတကယ်ပြောင်းလဲစေနိုင်ပါတယ်။မူဝါဒကိုအခြေခံတဲ့ဒီဂျင်ကပ်ပုံကိုကိုဘဝထဲမှာအသုံးချလိုက်တဲ့အခါပေါပေါလာမဲ့လက်ချွေးချတဲ့အချိုးကျေးဇူးတွေကိုတစ်ချက်ကြည့်လိုက်ကြရအောင်။ဒီအချက်ကိုနားလည်ဖို့တိတ်အရေးကြီးပါနဲ့နော်။ကိုပိုင်စည်းမျဉ်းဆိုတာကိုကိုချုံနှောင်ထားတဲ့လောင်အိမ်မဟုတ်ပါဘူး။ဒါဟာတန်ချက်ကအင်ဂျီတကူနဲ့ပို့တူပါတယ်။ ကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုတားစီတာမဟုတ်ပဲစိတ်လိုက်မှန်ပါဆုံးဖြတ်ချက်တွေနဲ့စိတ်ခံစားမှုရှုပ်ထွေးမှုရဲ့ကြောင့်မပျက်စီးအောင်ကာကွယ်ပေးတာပါ။ကဲအခုလက်တွေ့ကြတဲ့အပိုင်းကိုရောက်ပါပြီ။ကိုယ့်ရဲ့အတွင်းစိတ်တန်လိုက်အိမ်မြောင်ကိုမလို့စတင်ပုံဖော်မလဲ။အရာအလုံးကယိုတာတဲ့ကိုကိုကိုပြန်လည်သုံးသပ်မှုနဲ့တဆင့်အခြေခံအုတ်မြစ်ရဲ့ပထမဆုံးကြောက်တွန်းကိုခြားချင်နေတဲ့စတင်ပါတယ်။ကိုယ့်ရဲ့ကိုပိုင်စီးနင်းကိုတိဆော့ဖို့ဆိုတာအတွင်းကိုလှည့်ကြည့်ခြင်းကနေစတင်ရပါတယ်။ ဒီလိုကိုယ့်ရဲ့လက်ရှိစာရိတ္တပုံစံကိုစမ်းစစ်နိုင်မှုထိရှော့တဲ့မေဟွန်းတချို့နဲ့အဆက်ပြုလိုက်ကြရအောင်ဒီမေဟွန်းလေးဆက်လိုက်ပါကိုဟာပင်ကိုတဘာဝရစီကန်းလိုက်နာတို့လားဒါပေမဲ့စီမင်းတွေကိုချိုးဖောက်ချင်တယ်တို့လားကိုယ့်ရဲ့မွေးရပါစေတဘောထားဖို့ရိုးသားစွာဖြည့်ကြည့်ပါနောက်တစ်ခုစဉ်းစားကြည့်ပါစီကန်းရှိခြင်းနဲ့ကိုအလိုလိုက်ခြင်းကြားကချိန်ခွင်မှာကိုကဘယ်ဘက်ကိုပို့ပြီးရင်းလိရှိတယ်လေကိုရဲ့ရည်ရွယ်ချက်တွေမဟုတ်ပေကိုရဲ့လောက်ရက်တွေက ဘာကိုဖော်ပြနေတယ်လေဆိုတာကိုပေါ့နောက်ဆုံးအနေနဲ့ဒါတကယ်အရေးကြီးတဲ့မြေခွန်းတစ်ခုပါစွန့်စားမှုနဲ့ရင်ဆိုင်ရတဲ့အခါကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုထင်းထုတ်နိုင်သလားဒါမှမဟုတ်ဖျားအောင်မှ ပြိုလဲသွားတတ်သလားဒါကိုယ့်ရဲ့စာရိတ်တဲ့အမိကို နားလည်ဖို့သိတ်ကိုရေးကြည့်ပါရဲ့ဒီအရာလေးကိုပို့ပြီးလက်တွေ့ကြကြမြင်တာအောင် ကုန်တယ်တူရဲ့ကိုပိုင်းစင်းမြင့်ဥပမာကိုကြည့်လိုက်ကြရအောင် အချက်တစ်ချက်ချင်းစီဟာစိတ်ခန်းစားမှုကိုဖိရှားပြီးတဆိုင်မမရှိမှုကိုတေချာစေဖို့ဒီဇိုင်းထုတ်ထားတဲ့အယော်ပေးလို့မရတဲ့မူဝါဒတွေဖြစ်နေတာကိုတတိပြုကြည့်ပါ။ဒါဟာစေကွက်ကိုခမန်းတာနဲ့မဆိုင်ပါဘူး။ကိုကိုကိုထင်းချုပ်တာနဲ့ပဲဆိုင်ပါတယ်။နောက်ဆုံးမှာတော့အမှန်တရားကတာပါပဲ။ဖီးယားကစာရိတ်တက်ကိုအတစ်တိဆောက်ပြတာမဟုတ်ပါဘူး။ရှင်ရင်ဆွဲစာရိတ်တက်ကိုပဲဖော်ထုတ်ပြတာတာပါ။ကိုကအန်ဒရီမီယာရဲ့အခြေအနေတွေစီယူဆောက်လာတဲ့စာရိတ္တဟာနေစဉ်ဘဝမှာကိုပိုင်ဆိုင်ထားတဲ့စာရိတ္တပါပဲ။ ပိုပြီးပေါ်လင်းထင်ရှားလာတာတခုပဲကြွားပါတယ်ဒီစွမ်းဟားပြေတဲ့စကားကအရာအားလုံးကိုကြည့်ဖြစ်ဆုံးစွာအနစ်ချုပ်လိုက်တာပါပဲကံကြမ္မာဆိုတာကျွန်တော်တို့ပေါ်အလိုလိုကြောက်ရလာတဲ့အရာမဟုတ်ပါဘူးဒါကျွန်တော်တို့နေ့စဉ်ဖြစ်လုပ်တဲ့ရွေးချယ်မှုတွေနဲ့တိဆောက်တဲ့စာရေးတိုက်ရိုက်တိုက်ရိုက်ရလာဖြစ်ပါလေဒီတော့ဒီမေကုန်းလေးနဲ့ပဲအဆုံးထလိုက်ပါစေကိုယ့်ရဲ့အသွင်စိတ်တန်လိုက်အိမ်ညောင်ကဘယ်ကိုဦးတည်နေပါသလဲဒီနေ့ကိုဖြစ်လုပ်လိုက်တဲ့ရွေးချယ်မှုတွေက ကိုရဲ့ကံကြမ္မာကိုဆုံးဖြတ်ပေးမဲ့ကိုပိုင်စီမင်းကိုပုံဖော်နေတာပါ။ဒါကြောင့်ကိုတကယ်သွားချင်းနေနေတာကိုညွန်ပြနေဖို့တော့တေးချအောင်လှုပ်ချရမှာဖြစ်ပါလေ။